လွန်လေပြီးသောအခါကကုသဝရီပြည်မှာမဟာသမရမင်းကြီးထိနှံဆူဆံလျက်ရှိတယ်။ဘီရင်နက္ခတ်ပညာရဲ့မတချွဲနဲ့ဘုံနာခွန်ရောက်ဟာဒိုင်းပြည်အနှံလက်လေပြီးဘီရင်ဟောကြားပြီးနောက်အခကျင်းဝင်များစုဆောင်မိတာကြတယ်။သူတို့ခွန်ရောက်ပေါင်းတပြား900ရာရှိပြီးနောက်ဝေကိုဒူလုံးတယောက်ထက်အနှံထားကတပြား900ပြည့်မှခွဲဝေယူကြရင်သဘောတူခဲ့ကြတယ်။ ပုံနာခုနှစ်ယောက်ဟာသူတို့ရဲ့သင်္ကန်းသုံးဆောင်များချုပ်လုပ်လေးရှိတဲ့မြို့သမီးထက်မှာအသက်ပြာငွေ900ကိုအနှံ့ကြတယ်။ပုံနာကဘိုးအမိကျွန်ုပ်တို့ခုနှစ်ယောက်စုဆောင်ထားတဲ့အသက်ပြာ900ကိုတင့်ထက်အနှံ့ထားလို့ကျွန်ုပ်တို့လဲလေသွားလာရတာနောက်တစ်ချိန်ပြန်လာတဲ့အခါမှာပြန်လဲထိုးယူပါပြီ။အနှံ့ထားတဲ့ငွေသက်ပြာကိုကျွန်ုပ်တို့ခုနှစ်ယောက် အစုံညီလာရောက်တောင်းယူတဲ့အခါမှာထုတ်ပေးပါတဝူတယောက်လာရောက်တောင်းယူပါများနဲ့မထုတ်ပေးပါနဲ့လို့မကြပြီးဝေကိုအနံ့ငယ်ကြအမျိုးသမီးလည်းကောင်းပါပြီလို့ဆိုပြီးအတပြားတော့ကိုသေချာစွာဒိန်းစီထားလိုက်တယ်ဘုံသားတို့လည်းအဝိစာသုံးဆောင်မြောက်ကိုထုတ်ပိုးပြီးကျွန်တို့ခုနှစ်ယောက်ရှေ့နာကဆန်းကြောင်းမှာ ရေချိုးတန်းဆင်ပြီးဒီဆက်မှာအောင်မယ်လို့နှုတ်ဆက်ပြီး မျိုးသမီးထံမှထွက်ခွာခဲ့ကြတယ်။ပုံနာခုနှစ်ယောက်ဟာစမ်းကြောင်းမှာကိုလက်သက်စင်ကြရတယ်။ခေါင်းဆောင်ရန်တရော်ကင်မှုမလောက်ကတာကိုတွေ့ကြရတဲ့အတွက်ငယ်ဆုံးပုံနာဟာမျိုးသမီးထံမှတရော်ကင်မှုသွားရောက်တောင်းယူရန်စိတ်လွတ်လိုက်ကြတယ်။ငယ်ဆုံးပုံနာဟာမျိုးသမီးထံတရော်ကင်မှုလာရောက်တောင်းယူရန်လောဘတက်လာပြီးဟိုအမိပုံနာကြီးများကတရော်ကင်မှုနဲ့အတူ အနံ့ထားတဲ့အတပြား900ကိုပါအခုပဲပြန်လဲတောင်းယူခိုင်းလိုက်ပါတယ်လို့ဆိုလိုက်ပါတယ်မြေသမီးကအိုးပုံသားငယ်တင်းတို့ယခုပင်ပြန်လဲရယူလို့ဒီဆိုကကျွန်ုပ်ထုတ်ပေးပါပြီသို့သောတင်းတို့အနံ့စဉ်ကခုနှစ်ယောက်လုံးစုံကြီးမှပြန်လဲထုတ်ပေးရမှာကြားထားပါသည်လို့ပြန်ပြောတဲ့အခါပုံသားငယ်ကဘိုးအမိပုံသားကြီးများမှာရေချိုးတန့်စင်နေခဲ့ဖြစ်လို့ ျွန်ုပ်အားတောင်းခိုင်းလိုက်ခြင်းဖြစ်ပါတယ်။သူတို့အားကျွန်ုပ်လမ်းမေးပြပါမည်ဟုဆိုပါဘုန်းတော်ကြီးများအားအရှင်တို့ကျွန်ုပ်ကိုတောင်းခိုင်းလိုက်တာမှန်ပါသလားလို့လမ်းအော်ပြီးမေးလိုက်ပါတယ်။ဘုန်းတော်ကြီးများလည်းဆန်းကြောင်းမှယဉ်စည်းတဲ့လူစုမြန်နေတဲ့အတွက်ဘုန်းတော်ငယ်ရဲ့အတန်ကိုသိချာမကြားရပဲတေယောကေမုန်တောင်းခိုင်းလိုက်တာကိုမေးသည့်အချိန်ဖြင့်လမ်းဟန်ချေဟန်ပြ၍ကျွန်ုပ်တို့တောင်းခိုင်းလိုက်တာပါလို့လမ်းအော်ပြောကြတယ်။ မျိုးသမီးလဲဘုံသားကြီးတို့နဲ့အတူပြုပြီးပြီးနဲ့ဘုံသားငယ်အားအလပြားတို့ကိုပြန်လဲပြရလိုက်ပါတယ်ဘုံသားငယ်လဲတယောကင်မိုးနဲ့အတူအလပြားတို့အားလျှော့ဝဲယူဆောင်သွားပြီးတော့လမ်းကြီးမှာဘုံသားကြီးများနဲ့လမ်းခွဲကတပီတွေရွာတို့ထွက်ခွာသွားပြီးစံမြုံနေထိုင်သွားပါတော့တယ်အဝေးထယ်ချုံလုပ်တဲ့မျိုးသမီးဟာနေရောင်ကြားဆုံးမသွားပြီးနောက်ပိုင်းလာသားရွယ်သမီးငယ်တယောက်ကသာ ပေါ်ပြူနေတဲ့ရသူဖြစ်တဲ့တနေ့အမျိုးသမီးဟာသမီးအားကြီးပူပြီးတဲရှိနိုင်ထိုင်နေစဉ်ဘုံနာကြီးများပြန်လည်ရောက်ရှိလာကြတယ်။ဘုံနာကြီးများကအတပြားများထပ်မံစုဆောင်မိခဲ့ကြပြီးအညီမြဝေစုခွဲဝေကြရဲ့အမျိုးသမီးထံအနန္တရဲ့အတပြား900ကိုပြန်လည်တောင်းယူပါတယ်။အမျိုးသမီးလည်းသူတို့အတီးပြုသဖြင့်ပြန်လည်ပေးအပ်ပြီးဖြစ်ဆောင်ပြောဆိုတဲ့အခါ ။ဟုံနာများကမယုံကြည်ပဲဘရင်ထံတွင်အဆုံးပြတ်ခံယူရန်အမှုတိုင်ကြားခဲ့တယ်။မဟာသမရမင်းကြီးဟာအမှုကိုမေးမြန်းပြီးတော့ဟုံနာများအနှံထားသည်မှမှန်ကန်ကြောင်းတွေ့ရသည့်အပြင်မြို့သမီးသည်အသည်ပြားကိုတူတူတယောက်တည်းလာရောက်တောင်းယူစဉ်ပေးအပ်လိုက်ခြင်းဖြစ်တဲ့အတွက်ဟုံနာတူထံတွင်၆လသည်အစီအကံပြုလုပ်၍ဘေးဆက်စီရန်အမိန့်ချမှတ်လိုက်တယ်။မျိုးသမီးလည်းဘရင်မိတ်တိုင်း ပုံသားများတဲ့အိမ်မှုကိစ္စများပြုလုပ်ပေးရတော့တယ်။အမျိုးသမီးအိမ်မှုကိစ္စများလောက်ကိုင်းနေချိန်တွေမှာသမီးငယ်လေးအားရွာထဲကစေတနာကောင်းတဲ့လူကြီးသူမများထံမှာတွားရောက်အနှံ့ထားတယ်။သမီးငယ်လေးဟာလူကြီးသူမများရဲ့သွန်သင်ဆုံးမမှုကြောင့်အိမ်မှာရေးချရှိပြီးဘ ഹു ဒုတလည်းကြွယ်ဝသူလေးဖြစ်လာခဲ့တယ်။သမီးငယ်လေးရွယ်ရောက်လာတဲ့တနေ့မှာမိခင်အားမင်းမင်း မေမေဟာတခြားသူတွေလိုအရှင်တယောက်တည်းဟာအလုံကျွေးပြူရတာမဟုတ်ပဲအဘဲကြောင့်အရှင်အများအားအလုံကျွေးပြူနေရပါတယ်လို့မေးတဲ့အခါမိခင်ကဖြစ်ချောင်းကုန်စင်ကိုပြောပြခဲ့တယ်။အဲဒီအခါသမီးငယ်ကတရားရုံးတော်ကိုသွားပြီးမိခင်၏အမှုအားပြန်လည်ကြားနာပေးပါရန်လျှောက်တင်တယ်။ဘယင်ကခွင့်ပြုလိုက်တဲ့အခါသမီးငယ်ဟာမိခင်နဲ့အတူတရားရုံးကိုသွားရောက်ခဲ့တယ် တရားရုံးတွင်မျိုးသမီးငယ်ကဘုရင်ထံမှငွေသပြား900အားခေတ္တချင်း၅ပေးပါရင်လျှောက်တင်ပါတယ်။ဘုရင်လည်းမျိုးသမီးငယ်မိတို့ပြုလုပ်မှုကိုသိလိုတဲ့အတွက်သပြား900ကိုချင်း၅ပေးလိုက်တယ်။မျိုးသမီးငယ်ကသပြားထုတ်အားကင်ဆောင်ပြီးဘုံသား6ယောက်ကိုအရှင်တို့သင်တို့အနန္တထားတဲ့သပြား900ကိုသင်တို့ထံပြန်လည်ပေးအပ်ပါမည်။သို့သော် အနန်စင်ကဂတိကဝေထားခဲ့တဲ့အတိုင်းအရှင်တို့ဘုံနာခုနှဦးအဆုံးကြီးလာရောက်တော်မူမှသာပေးအပ်နိုင်ပါပြီတို့ပါ၍ကြောက်ဆုံးနေသောဘုံနာငယ်အားရှာဖွေပြီးတွေ့ရှိတဲ့အခါလာရောက်တော်မူပါလေလို့ပြောလိုက်ပါတယ်ဘုံနာတို့လည်းဘုံနာငယ်မိသည်ရက်တွင်နေထိုင်မှုကိုမသိရှိရတဲ့အတွက်မိတို့များစကားမဆိုနိုင်လို့ရှိကြပါတယ်အရင်လဲမျိုးသမီးငယ်ရဲ့ဉာဏ်ပညာကိုလေးစားသွားပြီး မိမိမာရင်ဆုံးပြခဲ့တဲ့အမေကိုပြုံးသိမ်းပြီးမြို့သမီးငယ်ရဲ့မိခင်အားအစီအကံအဖြစ်မှလူငယ်ခွင့်ပြုလိုက်ပါတယ်မြို့သမီးငယ်အားလည်းငပြန်900ကိုစုတော်အဖြစ်ပေးရလိုက်ပြီးပညာရှိအမတ်ဖွယ်သူပေးအပ်ကတရားရုံးတွင်အမှုထမ်းရင်းချီးမြှောက်စာလိုက်ပါတော့တယ်